ဒုက္ခဆင်းရဲခြင်း၌ခရစ်တော်ထံမျောလင့်ခြင်းကတိလေသာသနာတော်ဤနေ့စဉ်ကျမ်းစာထရှိခြင်းများကိုဝေမျှပေးနေပါတယ်။2025ခုနှစ်အောက်တိုဘာလ18ရက်နေ့အတွက်ပါ။ယနေ့ဧဝံဂေလိကျမ်းစာမှာသခင်ခရစ်တော်ကလူအုပ်ကြီးအားဖာရိစီဥတွေရဲ့လျှို့ဝှက်တဲ့လှုပ်ဆောင်ချက်တွေကိုတတိပြုရန်တတိပေးထားပါတယ်။လူခန္ဓာကိုယ်ကိုတတ်နိုင်ပြီးတော့ဝိညာဉ်ကိုတိခိုင်းမှုမပြုနိုင်တဲ့ ဝိညာဉ်ကိုမထိခိုက်နိုင်ဘူးဆိုရင်မကြောက်ကြရနဲ့ဘုရားသခင်ကိုသာပုံမကြောက်ရွံ့ကြရန်တိုက်တွန်းထားတာတွေ့ရပါတယ်။ထို့ပြင်ဘုရားသခင်သည်စာငဲ့တွေကိုပြင်မေးလျော့တော်မူမူကြောင်းနဲ့ကျွန်တို့ရဲ့ဥကောင်းမှာရှိတဲ့သဘင်လေးကိုပင်ရည်တွက်လျက်ကျွန်တို့လူသားတွေကိုဂယုစိုက်တဲ့ဆိုတာကိုအမခံထားပါတယ်။ကျွန်တို့ကစာငဲ့တွေများစွာထက်တမိုးရှိကြောင်းအလေးပေးဖော်ပြထားပါတယ်။ ကျွန်တော်တို့ဒုက္ခရောက်နေကြတဲ့သူများနဲ့ပြစ်ပယ်ခံထားရတဲ့ကျွန်တော်တို့တွေဟာအတိတ်ပဲရှိပါတယ်။ယခင်ခရစ်တော်ရဲ့စကားတော်ကတော့စစ်မှန်သောမျှော်လင့်ခြင်းနဲ့အားပေးနိုင်စွာနေဟာသူသဖြင့်ဒုက္ခရောက်နေကြတဲ့ကျွန်တော်တို့ဘဝအသက်တာတွေအတွက်အလုံးမဲအေးချီးလာပါတယ်။ယခင်ခရစ်တော်ကဖောအုပ်ထားသမျှတို့သည်ပေါ်လွင်လာလိမ့်မည်ဟုမိန့်တော်မူခဲ့ပါတယ်။ကျွန်တော်တို့ရဲ့လက်ရှိအချိန်ဒီမှာမတရားမှုတွေကို ခံစားနေရတဲ့ကျွန်တော်တို့တယောက်ချင်းစီဒီဒုက္ခရောက်နေတဲ့အချိန်တွေမှာခရစ်တော်ရဲ့ဂရုတော်တွေမျှော်လင့်ချက်တွေကိုကျွန်တော်တို့အမြဲတမ်းသတိရရမယ်ဆိုတာကိုထောက်ရှုရမှာဖြစ်ပါတယ်။အပြင်ပန်းခံတော်ကိုကိုဒုက္ခရောက်အောင်လုပ်နိုင်ပြီးတော့ဝိညာဉ်ကိုဒုက္ခရောက်အောင်မလုပ်နိုင်တဲ့သူတွေကိုကျွန်တော်တို့ကြောက်ရွံ့စရာမလိုပါဘူး။ဒါကြောင့်ဘုရားခင်ကိုယ်တော်အမြဲတမ်းကြောက်ရွံ့တတ်ဖို့ရန်အတွက်လည်းဘုရားခင်ဟာကျွန်တော်တို့ကိုအမြဲတမ်းကယူဆိုင်နေတယ်ဆိုတာကို သိရှိရမှာပါ။ဇာငဲ့များစွာထက်ကျွန်တော်တို့ဟာအဖို့ထိုက်တန်ပါတယ်။ကျွန်တော်တို့လက်ရှိဒုက္ခရောက်နေကြတဲ့အခါမှာပူစေဝန်နဲ့ကြားရပါတယ်။ဒါပေမဲ့လည်းသခင်ခရစ်တော်ရဲ့စကားတော်ကတော့ကျွန်တော်တို့ဒီဖျားသခင်ဤအဖို့ထိုက်တန်သောသူများဖြစ်ပါတယ်။ကျွန်တော်တို့ရဲ့အခက်အခဲတွေနာကျင်မှုတွေမြည်ရည်တွေအားလုံးကိုဖျားသခင်သိမြင်တော်မူပါတယ်။ဒီနေ့ကျွန်တော်တို့လှူဆောင်နေတဲ့လှူဆောင်ခြင်းများသည့် ဒုက္ခရောက်နေတဲ့သူတွေအတွက်ဆင်းရဲသားတွေအတွက်ကုညီလိုအပ်နေတဲ့သူတွေကိုကုညီခြင်းတွေဟာခရစ်တော်မိမာတဲ့သူ့ရဲ့ငယ်ဆုံးသောသူတွေကိုကုညီနေခြင်းဖြစ်တဲ့အတွက်ကြောင့်ဖခင်ကိုကုညီတဲ့အလို့ရအများသာဖြစ်ပါတယ်။ဖခင်ကိုကြောက်ရွံ့ခြင်းအားဖြင့်မတရားမှုတွေကိုရဲရဲဝံ့ဝံ့ရင်ဆိုင်ရအောင်အားပေးပါတယ်။ဒီနေ့ဧဝံဂေလိကျမ်းစာဟာကျွန်တော်တို့ ခရိယန်တွေအတွက်ညှော်လင့်ချက်ခွန်အားနဲ့စင်မှန်သောသာသနာပြုလုပ်ငန်းတွေလုပ်ဆောင်ဖို့ရန်အတွက်လမ်းပြမှုပေးပါတယ်။ဘုရားသခင်ကကျွန်တော်တို့တယောက်ချင်းစီကိုဖိုးထိုက်တန်တယ်လို့ရှုမြင်ပါတယ်။ဒါကြောင့်ကျွန်တော်တို့တယောက်ချင်းစီဟာဒုက္ခရောက်နေကြတဲ့သူတွေအတွက်မမမမတ်ယက်တီကြရမယ်။ကျွန်တော်တို့တယောက်ချင်းစီဟာစာငယ်များတဲ့ဖိုးတိုက်တန်အကြောင်းကိုကြားခဲ့ရတာဖြစ်ပြီးတော့ဒီလူတွေကိုဒုက္ခရောက်အောင် လှုပ်ဆောင်ခြင်းဟာဘုရားသခင်ကိုဒုက္ခရောက်အောင်လှုပ်ဆောင်ခြင်းဖြစ်တယ်။ဒီလူတွေကိုဂရုစိုက်ခြင်းဟာဘုရားသခင်ကိုဂရုစိုက်ခြင်းဖြစ်တယ်ဆိုတာကိုဒီနေ့ထောက်ရှုပြီးတော့ကျွန်တော်တို့ဘဝအတ္တမှာကောင်းသောခရိယာတွေအဖြစ်မြည်သည့်အရာတွေကိုလှုပ်ဆောင်မယ်လဲဆိုတာကိုထောက်ရှုလျက်ဧဝံဂေလိတရင်ကောင်းကို ဝေမျှကြပါစို့။